များပါရှင်။ကျောင်းဝတိုင်းဆီရဲ့နေ့စဉ်သတင်းရအစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျမကတော့များမို့ထပ်ပောင်းတင်ဆက်ပေးခြင်းတဲ့သတင်းရအကြောင်းအရာတွေကတော့စကိုင်းရထပ်ပိုင်းမိုးကြီးပြီးချင်းရွှေမြည်ရေရုတ်တရက်မြင့်တက်နိုင်ဆိုတဲ့သတင်း ရန်ကုန်စည်းရုံကြီး၌တဘာဝဘေးဖြစ်ပေါ်လာပါကလူနာတရားအထည်ရေးပေါ်ကုသနိုင်ရန်စီမံချက်ရေးဆွဲဆောင်ရွက်နေဆိုတဲ့သတင်းငလင်းတုံပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင်အုံပြူရန်ဂျာမနီကျက်ချေနီအသင်းမှရွက်ပြင်သည်များလူရန်ဆိုတဲ့သတင်းနိုင်ငံတကာသတင်းပုံလေးနဲ့ ဟာဖတ်စ်တက္ကသိုလ်ထောက်ပံ့ငွေများအားအတမွေးဝမ်းကြောင်းတက္ကသိုလ်များသို့လွှဲပြောင်းပေးမည်ဟုထရန့်ချင်းချောက်ဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်အနေနဲ့ စကိုင်းရထပ်ပိုင်းမိုးကြီးပြီးချင်းတွင်းမြေရေရုတ်တရက်မြင့်တက်နိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ၎င်းရဲ့ထပ်ပိုင်းမိုးကြီးပြီးချင်းတွင်းမြစ်ရှိရုပ်သရက်မြင့်တန်နိုင်ထဲလို့ ECMWF နဲ့ Medio Blue ကြိုတင်ခန့်မှန်းချက်တွေကိုကိုးကားပြီးပြည်ပမိုးလေဝသပညာရှင်ဦးဝင်းနိုင်ကပြောပါထိမေလ28ရက်ကနေ31ရက်အထိနဲ့ချွန်းလ3ရက်အတွင်းချင်းတွင်းမြညာပိုင်းဒေသနာဂကိုပိုင်းအုပ်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့ထံပါခွေ လေရှိနယ်လဟဲဒေသအပေါဝင် စကိုင်းတိုင်းရထပ်ပိုင်းရှိ ဖောင်းပြင်းရွှေပြည်အေဟုံမလင်းထမန်းတီ ခန်းတီရှင်ပွေရန်စသည့်ဒေသအတွင်းမှမိုးများရှာကနေမိုးအလွန်များနိုင်တယ်လို့ဆိုပါတယ်ရမန်နီးကနေ48နာရီအတွင်းမိုးရေချိန်325မီလီမီတာအထက်စနစ်တရမရှစ်လက်မခန့်အထိရွာသွန်းနိုင်တယ်လို့ ECMWF နဲ့ Meteo Blue ကြိုတင်ခန့်မှန်းချက်တွေမှတွေ့ရထားကြောင့်ချင်းတွင်းမြေရေရုတ်တရက်မြင့်လာနိုင်တယ်လို့အသိပေးထားပါတယ်။ ထားအပြင်မကွေးတိုင်းရထွင်းမှာလည်း24နာရီရထွင်းမွေးရီချိန်60မီလီမီတာနှစ်လက်မှခွဲခန့်အထက်ရှိနိုင်ပြီးဂျုံလာနှစ်ရက်နေ့အထိတောင်ပိုင်းနဲ့အနောက်တောင်ဘက်ကနေလေပြင်းတနာကြီးကိုမိုင်30ခန့်အထိတိုက်ခတ်နိုင်ပြီးဂျုံလာနှစ်ရက်အထိမိုးဆက်လက်ရွာနေနိုင်တာကြောင့်တောင်ကျချောင်းရီတွေရုတ်တရက်ကြာဆင်းပြီးရေလွှမ်းနိုင်တဲ့သဘာဝဘေးအနေရဖြစ်ပေါ်နိုင်တယ်လို့ဆိုပါတယ်။ မူလီဝတ်သားနှင့်ဆလဖေးဒါညွှန်ကြားမှုဦးစီးဌာနရဲ့ဒီကနေ့မနက်ပိုင်းထုတ်ပြန်ချက်အရရှင်းတွင်မြည်ရေဟာဖောင်းပြင်မော်လိုက်မင်းကင်းနယ်ကဏီမြို့နယ်တွေမှာစိုးရိမ်ရေမှတ်ကိုရောက်ရှိနေပြီးဟုံမလင်းမြို့နယ်မှာတော့2243စင်တီမီတာအထိရောက်ရှိနေပြီးနောက်24နာရီအတွင်း37စင်တီမီတာအထိထပ်မံမြင့်တက်လာနိုင်တယ်လို့သိရပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ ရန်ကုန်စေယုံကြီး၌တဘာဝဘေးဖြစ်ပေါ်လာပါကလူနာတရားအထိရေးပေါ်ကုသနိုင်ရန်စီမံချက်ရေးဆွဲဆောင်ရွက်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်စေယုံကြီးမှာတရက်ကိုလူနာ3000ကျော်ကုသပေးနေပြီးထိခိုက်သူနဲ့တဘာဝဘေးဖြစ်ပေါ်လာပါကလည်းလူနာတရာအထိရေးပေါ်ကုသနိုင်ဖို့စီမံချက်ရေးဆွဲဆောင်ရွက်နေတယ်လို့ရန်ကုန်ပြည်သူစေယုံကြီးကတည်ရပါထိရန်ကုန်ပြည်သူစေယုံကြီးဟာကတိ2000ဆန်ထွေထွေရောဂါကုစေယုံကြီးဖြစ်ပြီးမြမပြည်မှာအကြီးဆုံးစေယုံကြီးဖြစ်ပါထိလက်ရှိအနေထားအရာတရက်ကိုပြန်ပြအတွင်းလူနာ1300ခန့်ပြင်ပလူနာ2000 င်းခန့်နဲ့အကြီးစားခွဲစိတ်မှု90ကိုဆောင်ရွက်ပေးနေတယ်လို့ဆိုပါတယ်။အရေးပေါ်စေကူတောင်းမှုဌာနအနေနဲ့နေစဉ်ပြန်ပြလူနာ250ကိုအရေးပေါ်ကျန်းမာရေးဆောက်ရှောက်ပေးနေပြီးရန်ကုန်ပြည်သူစေယုံကြီးအနေနဲ့ကျန်းမာရေးဝန်ကြီးဌာနရဲ့လမ်းညွှန်မှု ကုသရေးဦးစီးဌာနရဲ့ညွှန်ကြားမှုနဲ့တဘာဝဘေးအန္တရာယ်နဲ့လူအများထိခိုက်ဒဏ်ရာရရှိသူတွေအတွက်ကုသမှုဆောင်ရွက်ပေးရေး Mass Casualty Management Plan 2025ကို ရေးဆွဲထားကအရေး ေးပေါ်အခြေအနေမှာကျန်းမာရေးဆောင်ရှောက်မှုတွေကိုစနစ်တကျဆောင်ရွက်နိုင်အောင်စီစဉ်ထားတယ်လို့သိရပါတယ်။ အဆိုပါအစီအစဉ်ကိုတဘာဝဘေးအန္တရာယ်များနဲ့အခြားသောလူအများထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကြားရောက်ချိန်မှာရန်ကုန်ပြည်သူစေယုံကြည်အနေနဲ့လူအများရဲ့အသံအန္တရာယ်ကိုလင်းမြန်ထိရောက်စွာကဲတင်ကုသဖို့နဲ့ရန်ကုန်ပြည်သူစေယုံကြည်ကိုရောက်ရှိလာတဲ့လူနာတွေကိုပုံမှန်လုပ်ငန်းများမပြတ်စေဘဲစနစ်တကျစီမံခန့်ခွဲပြုစုကုသပေးနိုင်ဖို့ရည်ရွယ်တယ်လို့ဆိုပါတယ်။ ဒါအပြင်ရန်ကုန်ပြည်သူစေယုံကြီးအနေနဲ့လူအများအစုလိုက်ထိခိုက်ဒဏ်ရာရရှိသူလူဦးရေ10ဦးတပြိုင်တည်းရောက်ရှိလာရင်ရင်းအခြေအနေကိုအရေးပေါ်အခြေအနေအဖြစ်သတ်မှတ်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။ လူအများထိခိုက်ဒဏ်ရာရရှိသူပထမလူနာ30ကို အရေးပေါ်ဌာနကတာဝန်ယူမှာဖြစ်တယ်လို့လူနာ30ကနေတရားအတွင်းဖြစ်ပါကတဆေးယုံလုံးပါဝင် ဆောင်ရွက်သွားမှာဖြစ်ပြီးလူနာတရားကြောရင်တော့တခြားဆေးယုံထွေးနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့သိရပါတယ်ရှင်။ဆက်လက်ပြီးငလင်းတုတ်ပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင်အသုံးပြုရန်ဂျာမနီကျက်ချီနီအသင်းမှရွက်ပြင်သဲများလူရန်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံကြက်ချီနီရဲ့အသင်းမှဆောင်ရွက်လျက်ရှိတဲ့ငလင်တုတ်ပြန်ဆောင်ရွက်ရေးလုပ်ငန်းတွေမှာအသုံးပြုဖို့အတွက်ဂျာမနီနိုင်ငံကြက်ချီနီရဲ့အသင်းမှလှူဒန်းတဲ့တန်မြောင်လွှဲပြောင်းပေးရပွဲကိုယမန်နေ့ကရန်ကုန်ပြည်ပြည်ဆိုင်ရာလေးစိမ့်မှပြုလုပ်ခဲ့ပါတဲ့ဂျာမနီနိုင်ငံကြက်ချီနီရဲ့အသင်းမှလွှဲပြောင်းပေးရတဲ့ရွက်ပြင်တဲ့အလုံး၂၀၀ကိုမြန်မာနိုင်ငံကြက်ချီနီရဲ့အသင်းအလုံးအမှုဆောင်ပေါမောက်ခဒေါက်တာအသင်းမောင်းလှိုင်းကလက်ခံခဲ့ပြီးကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါတဲ့ မြန်မာနိုင်ငံချက်ချီနီယတင်းအနေနဲ့ငလင်တုတ်ပြန်ဆောင်ရွက်ရေးလုပ်ငန်းတွေကိုဂျာမနီ၊နော်ဝေး၊စင်ကာပူအစရှိတဲ့နိုင်ငံတွေမှချက်ချီနီယတင်းတွေနဲ့အတူပူးပေါင်းဆောင်ရွက်နေပြီးလူရန်ပစ္စည်းတွေကိုလည်းငလင်ဘေးတင်ပြည်သူများစီလက်ဝယ်ရောက်ရှိစေဖို့စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ Harvest တက္ကသိုလ်ထောက်ပံ့ငွေများအားတမွေးဝမ်းချောင်းတက္ကသိုလ်များတို့လွှဲပြောင်းပေးမည်ဟု Trump ချင်းချောက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ American သမ္မတဒေါ်နယ်ထရန့်က Harvard တက္ကသိုလ်ကို ထောက်ပံ့မဲ့ဘီလီယံဒေါ်လာထွေကို American တဝမ်းရှိရဲ့တမွေးဝမ်းကြောင့်ဤပညာကျောင်းများသို့လွှဲပြောင်းပေးသွားမယ်လို့တင်းလာနေ့ကချင်းချောင်းလိုက်က Harvard လိုထိပ်တန်းတက္ကသိုလ်ကြီးနဲ့တင်းမာမှုမြင့်တက်နေပါထိတ် ဆိုရှယ်မီဒီယာပို့စ်တစ်ခုမှာထရန်ကဟာဖတ်စ်ဟာဂျူးမုံတီးရဲ့လမ်းစဉ်ဖော်ဆောင်နေတယ်လို့ဆွဆွဲလိုက်ပြီးရန်မုံငွေတွေကိုအတမွေးဝမ်းချောင်းပညာရေးမြင့်တင်ဖို့လွှဲပြောင်းသွားဖို့အကြံပြုထားပါတယ်။ဒါဟာတိုင်းပြည်အတွက်အရေးတကြီးလိုအပ်နေတဲ့ယင်းဤမြုပ်နှံမှုကြီးပဲလို့သတ်မှတ်နေပါတယ်။ နောက်ထပ် post တစ်ခုမှာဆိုရင် Trump က Harvard တက္ကသိုလ်ကနေနိုင်ငံသားအကြောင်းသားများရဲ့အချက်လက်များကိုတင်ပြဖို့စောင့်ဆိုင်းနေရမှာ Harvard ကအလွန်နှောင့်နှေးနေတယ်လို့ပြောထားပါတယ်။ထရန့်အစိုးရအနေနဲ့ Harvest မှာနိုင်ငံတကာမှចောင်းသားများအနှံခွင့်ကိုပိတ်ဆို့ဖို့နဲ့ထောက်ပံ့ငွေတွေလည်းရင်းဆိုင်ဖို့လှုံ့ဆော်နေပြီဖြစ်ပါတယ်။ ဟာဗတ်တက္ကသိုလ်ကအမေရိကန်တက္ကသိုလ်တွေထဲမှာတက်တန်းအရှင်ဆုံးနဲ့အချမ်းသာဆုံးဖြစ်ကဒေါ်လာ53ဘီလီယံထောက်ပံ့ငွေရရှိထားပါအထိလက်ရှိမှာနိုင်ငံပေါင်း140ကျော်မှကျောင်းသား6800နီးပါးလက်ခံတင်ကြားပေးနေပါအထိအချက်လက်များအရ2023စာတင်နှစ်မှာ စုစုပေါင်းကျောင်းသားဦးရေရဲ့28ရာခိုင်နှုန်းကျော်ကနိုင်ငံခြားကျောင်းသားများဖြစ်နေပါအထိလို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းရစီစဉ်တို့ပဲဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်ကျမကတော့မြန်မိုးထပ်ပါ thank you